Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကို new teaser ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ26ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူတိုင်းမှကြည့်ကြအောင်ဖြစ်ပါတယ်နော် Okay ဒီနေ့မှာလည်းသတင်းထူးမြောက်မြောက်ဆက်ရှိနေတာဖြစ်ပါတယ် အဲ့တော့ပထမဦးဆုံးတော့เนาะကျွန်တော်တို့လူရီတူရှင်သတင်းတွေပဲစားလိုက်ပါမယ်เนาะပထမဆုံးသတင်းတစ်ပုဒ်ကတော့ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့မှာရေးပေါ်ဆင်တက်ခဲ့သောစစ်တရဲဟဲ့ဒရုန်းဖြင့်ဘုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သည့်တပ်ပုံမှတ်တမ်းတွေထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒါတော့အားလုံးသိရတိုင်းပဲเนาะဟိုနေ့က ဘမောကိုစစ်ကူလာတဲ့အချက်ပဲစစ်ကောင်စီရဟရင်၃စင်းမှာ၂စင်းကိုပြစ်ချလိုက်တယ်ဗောနော်။တစင်းကတော့ပြစ်ချပြီးတော့ပျက်စီးသွားတယ်။အခုနောက်တစင်းကတော့ဒီအရေးပေါ်ဆင်းသက်လာရတယ်။အဲ့ဒီအရေးပေါ်ဆင်းသက်လာရတဲ့ရဟရင်ကိုသွားကြိတ်လိုက်တဲ့ဒက်ဘော်ဖိုင်တွေထွက်လာတာဖြစ်ပါတယ်နော်။ရွှေကူခလာရ56မှာအရေးပေါ်ဆင်းသက်ရနာထားတဲ့ Mi 70ရဟရင်ကိုမေလ27ရက်နေ့မှာ KIA KPDF က drone ဖြင့်သွားရဖြပြီးတော့ဖျက်ဆီးလိုက်ပါတယ်တဲ့။ရဟရင်ကတော့ရစရာမရှိတော့ဘူးပျက်စီးသွားတယ်။ပြင်လို့လည်းမရတော့ဘူးတဲ့။ရဟရင်ကို drone နဲ့၃ချိန်ပုံချတယ်။ ဒီကာမီကာဆေ drone နဲ့နှစ်ကြိမ်ဗိုလ်ချဲတိုက်ခတ်လိုက်တယ်လို့သတင်းရရှိပါတယ်နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ KLA ချိန်မှုမှုကြောင့်တေဘောဘိုးစကန်ကိုစစ်ကူလာတော့စစ်ကြောင်းတက်ပြက်ပြီးထိုင်းနိုင်ငံသို့ထွက်ပြေးသောစစ်တပ်မှဒုတရင်မှုအပေါင်းစစ်သား22ဦးထိုင်းစစ်တပ်ကဖမ်းမိထားတယ်လို့သတင်းရရှိပါတယ်နော်အဲ့တော့အများမ်းပဲဒီလိုမျိုးလာရဆိုရင်အနီးနားနိုင်ငံတွေကိုပြင်းနေထုံးစံဖြစ်နေပါတော့ကိုကတော့ထိုင်းနိုင်ငံကဟိုကဒီနေ့ကိုပြန်မလွတ်တော့ဘယ်နဲ့ဖမ်းဆီးထားတဲ့အနေအထားဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းမုံရံမြို့အနောက်မြောက်တိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းအဖြစ်တွတ်သွင်းခံရသောတပ်သား၂ဦးလက်နက်ခင်းနှင့်အတူအလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်။ ကရင်ပြည်အတိုင်းမြန်မာနေဆက်ရှိစစ်ကောင်စီစစ်တပ်ရွှေအေးမြန်ဖရာကုတ်စစ်စခန်းကို KNL ကထပ်မံသိမ်းပိုက်ယမန်နေ့ညပိုင်းသိမ်းပိုက်ခဲ့သောကနဲလီစခန်းမှာစစ်ကောင်စီတပ်ဖွဲ့50ကျော်ထိုင်းဘက်ထွက်ပြေးအဲ့တော့ဒီမနက်ရွှေအေးမြန်ဖရာကုတ်စခန်းကိုကနဲလီကနေပြန်ဆင်းလာတဲ့အဖွဲ့ရဲ့အောက်ကတက်ကူတဲ့စုံစည်းမြန်ကအဖွဲ့တွေပေါင်းပြီးတက်ချိတ်လိုက်တာရသွားပြီတဲ့အဲ့ဒီစခန်းကစစ်ခွေးက50လောက်တော့ရှိမယ်လို့ KNL စစ်စည်ရေးသတင်းမြစ်ကပြောပါနော် အဲ့တော့ကြရတိုင်းပဲအချင်းမစစ်ကောင်စီရဲ့နေရာတိုင်းမှာအလိုပဲကြာနေတာဖြစ်ပါရဲ့နော်အဲ့ဒီမှာဆိုရင် KNL ကတိမက်ခဲ့တော့ကနေလေးစခန်းနဲ့စစ်ကောင်စီတပ်ဖွဲ့အင်အား100ကျော်ရှိပြီးစစ်သား90ကျော်ထိုင်းမဲ့သူထွက်ပြေးသွားကြောင်းလက်ရှိဒီကနေလေးစခန်းတိုက်ခိုက်အသိမ်းပိုက်မှုသတင်းကိုမချမီ KNU ကတရားဝင်ထုတ်ပြန်ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ကနော်တဲ့တဲ့ဘုတ်ကတော့ AA နဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးပေါ်စစ်ကောင်စီကအကန့်ကွက်မှုကြောင့်ရန်ကုန်ရှိဘင်္ဂလားဒေ့ရှ်တန်မတ်ကြီးနဲ့စစ်တပ်မှုတို့ဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ရုတ်သိမ်းလိုက်ပြီးနိုင်ငံတန်တမာရေးအတင်းမာစွာရောက်ရှိဆိုတဲ့သတင်းပဲဖြစ်ပါရနော်အဲတော့အချမ်းပတ်စစ်ကောင်စီနဲ့ဒီဘင်္ဂလားဒေ့ရှ်နဲ့လည်းအလောလောဆယ်မှာတန်တမာရေးရမှာပေါ့နော်တော်တော်လေးကိုတင်းမာတဲ့အခြေရှိသွားပါရနော် ောက်ထပ်သတင်းစပုတ်ကလည်းပြည်ကြီးတကုံမြို့နယ်မှာမအောင်ကျော်ဦးကိုစစ်မှုထမ်းရင်စစ်တကလာရောက်ခေါ်ဆောင်သွားပြီးနောက်နေ့အကြာတွင်စစ်တကအလောင်းလာပြီးမိသားစုများကိုအကြောင်းကြားဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ကြားရတဲ့အတိုင်းပဲမင်းအောင်လိုင်းရက်ဆက်ရုံမှမှုတွေကတော့ဒါတော်လိုင်းအစမှတဲ့ဒီလိုတွေဖြစ်လာတာပေါ့နော်အခုအထိကိုလုံးဝကိုမလျှော့သေးဘူးနော်အဲ့တော့မင်းအောင်လိုင်းကတော့မင်းရဘူးနော်သူကတော့ဒီသူအသက်ရှင်နေတဲ့သူကတော့ဒီလိုမျိုးလုံးဝဖြစ်တယ်တော့ပေါ့နော်မင်းအောင်လိုင်းကိုတော့ကျွန်တော်အမြန်ဆုံးတက်ချရအောင်မယ့်အချိန်ဒီမှာရှိနေပါပြီနော် ကဲပထမဆုံးကြည့်ရမယ့်ဒေဗျူတစ်ပုဒ်ကတော့56ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကနေမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအချက်၉ချက်ထုတ်ပြန်လိုက်တဲ့သတင်းကိုနောက်နောက်ကြည့်အောင်နော်ကသတင်းတပုတ်အနေနဲ့ကတော့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပနေတဲ့56ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအချက်၉ချက်ပါကြေညာချက်ကိုမနေ့ကထုတ်ပြန်လိုက်ပါတယ်။အဲဒီကြေညာချက်မှာတော့မြန်မာနိုင်ငံယာယီအပြည့်ရက်တပ်တန်းတူဖို့နဲ့သက်ဆိုင်သူတွေအားလုံးယုံကြည်မှုတည်ဆောက်ကြဖို့ကိုလည်းအာဆီယံကတိုက်တွန်းထားပါတယ်။ မလအတွင်းမှာဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့်ယာယီအပြည့်ခက်ရက်စီရေးကျင်ညာထားမှုကိုတက်တန်းထတ်တူကြဖို့နဲ့အပြည့်ရက်နေမြေတွေကိုလည်းတိုးရှိသတ်မှတ်ဖို့ကိုထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါအပြင်သက်ဆိုင်သူအဖွဲ့အားလုံးအနေနဲ့အပြည့်ရက်စီရေးကနေယုံကြည်မှုတည်ဆောက်ပြီးအားလုံးပါဝင်တဲ့အမျိုးသားတွဲဆောင်ဆွေးနွေးရေးတရက်ကိုဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်။သက်ဆိုင်သူတွေအားလုံးအနေနဲ့အယက်သားပြည်သူတွေနဲ့အယက်ဖက်အစအဦးတွေကိုထိခိုက်ပျက်စီးစေတဲ့ အကြံဖတ်လူရက်တွေကိုရှက်ရှန်းရက်တန့်ဖို့တောင်းဆိုခဲ့ပြီးစစ်ဖက်အရက်ဖက်ခွေးချောင်းမှုမရှိတဲ့အကြံဖတ်မှုတွေကိုရှက်ရှန်းရက်တန့်ဖို့ကိုလည်းအာဆီယံကတောင်းဆိုခဲ့ပါတယ်။အရက်သားပြည်သူအလုံးကိုအကာအကွယ်ပေးဖို့နဲ့ဘေးကင်းလုံခြုံစေရေးခိုင်ခိုင်မာမာလှုပ်ဆောင်သွားကြဖို့ကိုလည်းပူတွေးထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အာဆီယံပုံသဘောတူညီချက်၅ရက်ကိုလည်းမြန်မာအကြက်တေးဖြည့်ရှင်ရေးအတွက် ဆက်လက်ရည်ညွှန်းထားရှိမှာဖြစ်တယ်လို့လည်းဆိုထားပါရရှင်။ကေဒါကတော့ ASEAN အစည်းအဝေးမှာဒီကျွန်တော်မြန်မာပြည်အတွက်ပေါ့နော်သူတို့ထုတ်ပြန်လိုက်တဲ့အချက်ကူးချက်ပဲဖြစ်ပါတယ်နော်။နောက်ထပ်လဲပေါ့နော်ဒီ ASEAN အစည်းအဝေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်မလေးရှားနိုင်ငံမှာရှိနေတယ်မသေးရလဲသူရဲ့သုံးသက်ချက်လေးကိုပြောထားနားထောင်ကြအောင်နော်ဟို29ရက်နေ့ကကျွန်မတင်တဲ့ ASEAN အစည်းအဝေးအဖြစ်ရဲ့နောက်ဆက်တွဲဗီဒီယိုအပိုင်းတစ်လေးဖြစ်တယ်ပေါ့နော်အပိုင်းတစ်ကိုပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မရဲ့ Twitter account မှာတင်ထားတယ်ပေါ့နော်ကျွန်မ YouTube channel မှာလည်းတင်ထားတယ်ဘဝင်ကြည့်လို့ရတယ်ပေါ့နော် ဆိုတော့အာဆီယံအစည်းအဝေးအဖြစ်ထွက်ပြီးနောက်ပိုင်းမှာဒီမလေးရှားနိုင်ငံမှာပြုလုပ်တဲ့နော် NGO တွေစုပေါင်းပြီးတော့ပြုလုပ်တဲ့နောက်ထပ်သုံးသက်ချက်တွေပေါ့နော်ဆိုတော့ကျမတို့အဲ့ဒီဘွယ်ကိုတက်ရောက်ခွင့်ရခဲ့တယ်။အဲ့မှာကျမလိုက်လေခွင့်လာတိတော့မှလည်းလိုက်ခွင့်နေပေါ့နော်။ဒီ Facebook မှာလည်းကျမလိုက်ခွင့်နေဆိုတော့အဲ့မှာအများကြီးပဲပြောထားကြတာရှိတယ်။ဘာတွေဆွေးနွေးကြလဲ၊ဘာတွေပြောသွားကြလဲဆိုတာကိုမိကျင်လို့လာပြီးတော့ဟိုပြောထားကြတဲ့လူတွေရှိပေါ့နော်။ဒါကြောင့်မို့ကျမဒီဗီဒီယိုလေးကိုထပ်ပြီးတင်ပေးခြင်းဖြစ်ပါတယ်။ ဆိုတော့ကျွန်မအတူချုံလေးပဲပြောမယ်ပေါ့ရှင်နော်အားလုံးကတော့အဲ့မှာဟိုပေါင်ဝင်တဲ့ဟိုပေါင်ဝင်ခွင့်ရတဲ့လူတွေဆိုလို့ရှိရင်ဖွဲ့စည်းတွေဆိုလို့ရှိရင်ဒါမေးချမ်းရောက်နေတဲ့တိုင်းရင်းသားဖွဲ့စည်းတွေပါမယ်မြန်မာတိုင်းရင်းသားဖွဲ့စည်းတွေပါမယ်ပြည် UNH တွေပါမယ်ညီမအရေးဘက်ကကင်တွေဖြည့်ရှင်းနေတဲ့အဖွဲ့စည်းတွေတော်တော်များများပါလာတယ်ပေါ့ရှင်ဒီမလေးရှားနိုင်ငံကဒီအာကလေးတငယ်စောက်ရှောက်ရေးတို့နော်အဲအမျိုးသမီးအခွင့်အရေးတို့ဒီဖွဲ့စည်းတွေလည်းပါလာတယ်ပေါ့ဖွဲ့စည်းတော်ဆုံးပါတယ် ့နိုင်ငံတကာလှုပ်ရှားသူများမြန်မာအရေးကိုဟိုလောက်ကနေဒီများလဲတောက်ဝင်တက်ရောက်ခွင့်ရရပေါ့နော်ဆိုတော့ကျွန်မတို့လည်းတက်ရောက်ခွင့်ရခဲ့တယ်ဆိုတော့အဲ့ဒီမှာဘာလို့ပြောသွားလဲဆိုလို့ရှိရင်မလေးရှားလွတ်တော်အမှတ်ပြောလာတယ်ကျွန်မဟိုက်လိုက်လုပ်မယ်တော်များများတော့ဒီမအားနာစေအုပ်စုရဲ့လုပ်ရဟာမတရားဘူးဆိုတော့မိမောင်းထုတ်ပြသွားတဲ့ဟာတွေပဲပြောသွားရပေါ့နော်ဒါအားလုံးကစီလူရုံးမှာပဲနော်ဒီရွေးကောက်ပွဲကိုလည်းလက်မခံနိုင်ဘူးဆိုတဲ့အကြောင်းပြောသွားရအောင်အဓိကပြောသွားတာကတော့ဒီမူဝါဒ၅ချက်ပေါ့နော်အာဆီယံကချမှတ်ပေးထားတဲ့မူဝါဒ၅ချက်ကအလုံးမပြည့်ဘူးဒီကပို့ပြီးတော့ အာလုဆောင်တင်နေဆိုတဲ့အကြောင်းတွေတိုက်တွန်းသွားတာဖြစ်တယ်ပေါ့နော်အရေးယူတင်နေလို့ပြောသွားတာဖြစ်ပါတယ်အဲ့ဒီမှာကျမတို့ကျမအခြေဆုံးကတော့ဗာလဲဆိုလို့ချင်းဒီမှာအရေးမှာနော်အများအားအော်ပေးနေတဲ့ဒီမလေးရှားနိုင်ငံဘက်ကလွတ်တော်အမတ်မစ္စတာဝန်ချမ်းရဲ့စကားကိုကျမကြိုက်တယ်ပေါ့နော်သူကဗာပြောလဲဆိုလို့ချင်း အားအလားကနော်ဒီမလေးရှားမှာအာဆီယံစည်းဝေးမှာတက်ချက်လာတယ်အချက်လောက်လုပ်တယ်ပေါ့နော်အာဆီယံစည်းဝေးတွေအတိုင်းမှာဥပမာထိုင်းမှာလုပ်တဲ့အာဆီယံစည်းဝေးဆိုလို့ရှိရင်လည်းသူရောက်လာပြီးတော့ငါသူပြောတဲ့စကားတွေကအဲဒီအာဆီယံဆုံးဖြတ်ချက်တွေကိုသူလက်ခံပါတယ်နော်အရင်တော့ငါကဒီဘူရောငါချက်ကိုချမှတ်တဲ့ချိန်မှာလည်းသူကိုယ်တိုင်လက်ခံသွားတယ်သူကိုယ်တိုင်သဘောတူသွားပြီးတော့မှမြန်မာပြည်ပြန်ရောက်တာနဲ့တရက်တောင်မကြဘူးပေါ့ချက်ချင်းဘုံကျဲတယ်ပေါ့နော်ဒီလိုမျိုးစီးမဆောင်တဲ့လုပ်ရက်တွေဘာမှစီကံလိုက်မလာတဲ့သူတယောက်ကိုဟိုစီးရင်နဲ့ထည့်စရာမလိုတော့ဘူးဆိုတဲ့အကြောင်းရယ်နောက်တစ်ချက်ကဒီအိုထင်းရွာကိစ္စပေါ့နော်သူတို့ဒီ ဒီနေ့တော့ရှင်အိုးထင်းမော်လိုမျိုးစင်လူရုံးမဖြစ်စင်နေတာတောင်းမြမပြီးမှာနောက်လျှောက်ဒီလေးနှစ်တန်းမှာကျွလုံနေတဲ့အဖြစ်တွေအများကြီးပဲရှိတယ်ဥပမာကျွန်တော်လူတွေအစုလိုက်ပြုံလိုက်မီရှိုးတက်တာတွေအဲ့ဒီကိစ္စတွေကလုံးဝလက်မခံနိုင်တဲ့အကြောင်းတရားတွေဖြစ်တယ်ပေါ့ဒါတွေကိုအာဆီယံအနေနဲ့ကဘာကနာမသိခဲ့ဘူးဒါပေမဲ့အခုနောက်ပိုင်းမှာဖြစ်လာတဲ့ဒီ2025အတွင်းထဲမှာဖြစ်လာတဲ့မလင်ဘေးမှာဘူးတဲတဲ့ကိစ္စတွေတော့အိုးထင်းမော်ကိစ္စပေါ့နော်ဒီစာတင်ကြောင်းမှာကလေးတွေကိုအယောက်20ကျော်တက်ဖြတ်တဲ့အထိကိုဘုံနဲ့ဟိုဒုက္ခပေးခဲ့တဲ့အကြောင်းအရာတွေဒါတွေကိုအာဆီယံအနေနဲ့ဒါတွေချက်ချာလေးသိထားတယ်နော်ဒီတပုံတက်တယ်လေးလည်းသိထားတယ်ဆိုတဲ့အခါကျတော့တော်တော်လေးကိုနားလည်သဘောပေါက်နေတဲ့ အနေထားမျိုးဖြစ်တယ်ပေါ့သူကအဲ့ဒီလိုမျိုးပြောသွားတာပါကျွန်တော်တို့ဒီမြန်မာနိုင်ငံပြည်သူတွေဒုက္ခရောက်နေခြင်းဒီเนาะဒီအာဏာသိမ်းမှုကြောင့်ဖြစ်တယ်ဆိုရယ်နောက်ပြီးတော့ဒီကျွန်တော်တို့ကလေးတွေကိုပေါ့တော့အပြစ်မဲ့ကလေးတွေကိုပုံကျဲတက်ဖြတ်နေဒီချင်းဒီလေဒါဘလို့မှလက်ခံလို့မရတဲ့အပိုင်းဖြစ်တယ်ဆိုရယ်เนาะဒီထက်ပို့ပြီးတော့မှဟိုအာဆီယံချမှတ်ထားတဲ့ပူဝါဒ၅ချက်ထက်ပို့ပြီးတော့မှအဲ အရေးယူမှုတွေလုတ်တင်နေဆိုတဲ့အကြောင်းလေးကိုသူက highlight လုပ်ပြီးပြောသွားတာဖြစ်တယ်ပေါ့နော်ဒီမြန်မာပြည်သူလူထုကိုလည်းဒီထက်ပိုပြီးတော့မှအကူအညီမှုတွေပေးတင်တယ်အာဆီယံအနေနဲ့တီထူဆန်းစပ်တင်နေဆိုတဲ့အကြောင်းလေးကိုပြောသွားခြင်းဖြစ်ပါတယ်အဓိကတော့ဒါပါပဲပေါ့နော်ဆိုတော့တခြားအဖွဲ့အစည်းတွေကလည်းဒီလိုပဲဒီတောင်းကိုပဲပြောသွားတာဖြစ်တယ်ပေါ့နော်အစစ်ကောင်စီရဲ့ဒီရွေးကောက်ပွဲဆိုတာလေမြန်မာနိုင်ငံမြန်မာပြည်သူတွေအတွက်အဖြေမဟုတ်ဘူးဆိုတဲ့ဟာပြည်သူတွေဟာပို့ဆိုလို့ရှိရင်ဒါအရန်ကမှလေးနှစ်တန်တိုင်းကျန်တဲ့ခံခံပြီးတော့ပေါ့နော်ဒုက္ခတွေဒုက္ခတွေခံပြီးတော့မှ ါတွန်းလှန်နေတဲ့ဒေဟာကိုလည်းမျက်နှာမူရမယ်ပြည်ရဲ့သဘောတရားကိုလည်းသဘောတရားကိုလည်းမျက်နှာမူရမယ်ဆိုတဲ့အကြောင်းကို highlight လုပ်ပြီးပြောရဖြစ်တယ်ပေါ့နော်အဲ့မှာကျွန်မကပြောချင်တာလဲဆိုတော့ဒီလိုမျိုးတိစုံဆွေးနွေးမှုတွေဒီလိုမျိုးအတန်ဒီလူထုကြားမှာအတန်ထုတ်လာတယ်ဆိုတဲ့ဟာတွေကခုနောက်ပိုင်းမှာမြင်လာတွေ့လာရတာအရင်တော့ဆိုလို့ရှိရင်ဒါမျိုးတွေမလုပ်ဘူးကျွန်တော်တို့ ဟိုမြန်မာအတိုင်းဝိုင်းနဲ့လည်းတိတ်ပြီးတော့ဆက်ဆံတာမျိုးမရှိခဲ့ဘူးပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်ဆက်ဆံလာတယ်ကျမတို့လည်းစကားပြောလာတယ်ဟိုထိတွေ့လာတယ်တိုင်းသားအဖွဲ့အစည်းတွေအပါအဝင်လာတယ်ဒါမြန်မာဘက်ကအတက်တော်လှုပ်ရှားသူတွေတရင်းကောင်းပေါ့နော်တတော်များများနဲ့ချိတ်ဆက်ပြီးတော့ဒီအကြောင်းတွေဝန်ဆွေးနွေးလာတာတွေရှိရပေါ့နော်ဒါကရလက်တစ်ခုပဲဖြစ်တယ်ကောင်းကောင်းတော့ရလက်တစ်ခုပဲဖြစ်တယ်ပေါ့နော်ကျမတို့ကအစိုးရတရက်ကိုဖိအားပေးတဲ့နေရာမှာကျမတို့ကပြည်သူရဲ့အတန်ပြည်သူလက်ရှိခံစားနေတဲ့အရာတွေကိုပဲအတက်နိုင်ဆုံးကျမတို့ကအချက်လက်ဒီခိုင်ခိုင်လုံလုံနဲ့တင်ပြနိုင်ဖို့ကတည်းကအရေးကြီးတယ်။အဲ့ဒီလိုတင်ပြမှဘပေါင်းတော်ကနေကျမတို့ကဟို ကိုနဲ့ချိန်ဆမိတာကအခုအကောင်ကြီးကြီးပဲဖြစ်အကောင်သေးသေးပဲဖြစ်ပြီးသူလူတို့ပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ကတက်နိုင်တဲ့လောက်တာကိုသတင်းထုတ်ပေးနေလို့ရတယ်ဒီလိုမျိုးကိုလည်းကျမတို့ဒီမလေးရှားနိုင်ငံမှာရှိနေတဲ့တော်လိုင်းသမားတွေနိုင်ငံရေးသမားတွေလှုပ်ဆောင်နေကြတယ်အဲ့ဒီအတွက်ရလာတဲ့ရလာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ ဒီလိုမျိုးတိုင်ရိုက်ထိတ်တိတ်ထိတ်တွေ့ဆက်ဆံလာတာဟာကျွန်တော်တို့တော်လင်ရေးအတွက်ကတော့အရန်ကောင်းနေကျွန်တော်တို့အတန်ထုတ်ပေးနေလေလေနော်သူတို့တွေကပို့ပြီးတော့လေ့လာနေလေဖြစ်မယ်သုံးသက်လေးလေးဖြစ်မယ်ပြီးလို့ရှိရင်သူတို့လွတ်တော်မှာဆွေးနွေးတဲ့အခါကြာလို့ရှိရင်လည်းဒီကိစ္စလေးကိုဒါတခုတည်းရဆွေးနွေးလာတဲ့အခုနောက်ပိုင်းမှာပို့ပြီးတော့သိလာရတယ်ပေါ့အရင်တော့ကျွန်တော်စာရီတင်တာပဲဒါပေမဲ့ဒါတွေကမထိရောက်ခဲ့ဘူးသူတို့ ဒီမင်းချောင်းကလည်းသူ့အဖွဲနဲ့သူ့ဘာနဲ့သူကရှိနှစ်ဖက်ဆိုတာရှိရဲနိုင်ငံမှာဖြစ်ဖြစ်ရှိရဲပေါ့နော်အဲ့လိုလွန်ဆွဲနေတာရှိရဲအဲ့တော့ကျွန်တော်တို့ပေးလိုက်တယ်ပေးပို့လိုက်တယ်တက်တဲ့ချက်လက်တွေကိုတော်တော်ကိုရောက်ချင်တဲ့အချိန်မှလည်းရောက်တာရောက်မရောက်တဲ့အခါတွေကအုံများတယ်ပေါ့ရှင်ဒါပေမဲ့အခုနောက်ပိုင်းကအဲ့လိုမဟုတ်ဘူးနဲ့နော်ကျွန်တော်တို့ပြည်သူရှိကထုတ်တဲ့အတန်ကိုသူ့စီကိုရောက်ရောက်အောင်ပို့ပေးနေရဲဒီအဖွဲ့စီတွေရှိရဲပေါ့နော်သူတို့ဒါကိုလည်းသူတို့လက်ခံတဲ့အခါကျတော့ဒီရက်လက်မျိုးတွေရလာတာဖြစ်ပါတယ်အဲ့တော့အစီအစဉ်အစည်းအဝေးနောက်ဆက်တွဲ လုတ်တယ်เนาะဒါပြည်သူလူထုနဲ့ထိတွေ့ပြီးတော့ဟိုပြောတဲ့အဲ့မှာသတင်းမီဒီယာတွေလည်းပါတယ်ဆိုတော့ဒါဒီအတန်တွေကလည်းဒါမလေးရှားနိုင်ငံရဲ့မီဒီယာတွေရှင်မှာရောက်ရှိသွားမှာပဲပေါ့เนาะအဲ့တော့ဒါအရန်ကောင်းနေဆိုတာကိုဒီမှနေပြီးပြောချင်တယ်ပေါ့เนาะကျွန်တော်တို့ကအင်အားတွေဖြစ်တယ်ဒီလိုပဲတခြားနိုင်ငံမှာရှိနေတဲ့เนาะဒီနိုင်ငံရေးတကြောလှုပ်ရှားသူတွေကလည်းကိုယ်ရောက်နေတဲ့နေရာကနေပြီးတော့ကိုယ်တောင်းနေကိုယ်ကျေပွန်အောင်ကန့်ဆောင်စေချင်တယ်ပေါ့เนาะဆိုတော့အားလုံးကတော်လိုင်းရင်းမှာတက်တက်ကြွကြွနဲ့ပေါင်ဝင်နေကြတာကျွန်တော်တို့သိလဲသိတယ်ပေါ့เนาะကျွန်တော်တို့ကျွန်တော်တို့ဒါထပ်ပြီးတော့ပြောပြတာပေါ့ရှင်เนาะကျွန်တော်တို့က ီတက်ပို့တဲ့နော်လှုပ်ဆောင်ကူးနေတယ်ကျမတို့ကတက်နိုင်သလားဒီဘက်မှာကျမတို့ချောင်းနေတဲ့နိုင်ငံမှာတော့ကျမတို့တောင်းတကြအောင်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဆက်ပြီးတော့လေလှုပ်ဖို့ကြီးအများကြီးရှိတယ်ကဲဒါမှမဟုတ်သတိပြုထားတဲ့သတင်းမျိုးဖြစ်ပါတယ်เนาะအဲ့တော့ဒီ ASEAN နဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုရင် ASEAN က မင်းအွန်လိုင်းကိုလုံးဝထောက်မခံတော့တဲ့အခြေအနေကိုတွေ့နေရပါတော့အဲ့တော့အကြီးကတော့ဒီ ordering queen လိုမျိုးဘုံချတိုက်ခိုက်မှုတွေကိုသူတို့ကိုပေါ့နော်ဒီ smart day လိုမျိုးအဖွဲ့အစည်းတွေကတင်ပြနေတာလဲဒါတကယ်ပေါ့နော်ထူးခြားချက်တွေဖြစ်လာပါတယ်နော်အဲ့တော့ဘာပဲပြောခုချိန်မှာဆိုရင်တော့အာဆီယံရဲ့ထုတ်ပြန်ချက်တွေထဲမှာမင်းအွန်လိုင်းကိုမျက်နှာသာမပေးတော့တာတော့တွေ့နေရသေးကြပါတယ်နော်ကဲနားနဲ့ကျွန်တော်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့အချမ်းမဲ့စစ်ကောင်စီမင်းအွန်လိုင်းကပေါ့နော်ကျွန်တော်တော်လိုင်းတစ်ဖွဲ့ထဲမှာဒီ ဒီတူလီယိုတွေပေါ့နော်တယိုတွေထည့်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သုံးသပ်တင်ပြပေးထားတဲ့ဟာနားတော့ကြည့်လောက်နော်အကြမ်းဖက်စစ်တပ်ရဲ့သတင်းနည်းပညာကွန်ရအောင်အချိန်နဲ့တပြေးညီတိကျစွာရရှိဖို့စ조사အရှင်ယူနေသေးတာရှိနေပါသေးတယ်။စိတ်ဝင်စားပြီးဖြစ်တဲ့စစ်ကောင်စီရဲ့သူရှူရီအားကာကွယ်ရေးအင်အားစုတွေထံပုံစံမျိုးစုံနဲ့ရောက်ရှိနေနိုင်ပြီးလုံးဝရှော့တက်ထားလို့မရဘူးဖြစ်တယ်ဆိုတာမြေပြင်အဖွဲ့တွေတင်ကြိုသိရှိထားပြီးဖြစ်ပါတယ်။မန္တလေး PDF ကထုတ်ပြန်တဲ့သတင်းလိုမျိုးပေါ့နော်။အဲထဲမှာဒီစိတ်ဝင်စားတဲ့သူတွေရှိတယ်ပေါ်ထုတ်ဖို့ပဲလိုတာပါနော်။ သို့သောကာဝေးအင်အားစုချင်းချင်းမယုံကြည်စေတဲ့အချက်ကလည်းရန်သူစစ်ကောင်စီရဲ့လက်သားမှုကြောင့်ပလေးခံရမယ့်ဟာကွက်တစ်ခုဆိုတာကိုလည်းသတိချထားရမှာဖြစ်ပါတယ်။ဒီပြဿနာဟာမေမယောင်နဲ့ခက်ပြီးတိမ်မယောင်နဲ့နှက်စေခဲ့ပြီးဖြစ်ပါတယ်။အချက်ဖက်စစ်တပ်ဟာရန်ငါပြတ်သားပါတယ်။ခေဆက်ဆက်မှာလည်းအပြစ်ရစဲငင်းကြိုင်းနဲ့လက်နက်ချအလင်းဝင်သူတွေကိုအခွင့်အလမ်းတစ်ခုမလုံးပေးဖန်တီးပေးခဲ့ပေမဲ့စစ်ရှုံးဖန်စီခံခဲ့ရမယ်ဆိုရင်မြစ်ကြီးအကြောင်းရင်းနဲ့မြောက်ခွင့်လွှတ်လေးမရှိဘူးဖြစ်ပါတယ်။ ကဲဒါကတော့เนาะဂျမစစ်ကောင်စီရဲ့ဒီသယူနဲ့ပတ်သက်ပြီးတော့တုံးသက်ပြီးထားတဲ့သတင်းဖြစ်ပါတယ်နောက်ထပ်လဲဒီကြောက်ပြူဘက်မှာတိုက်ခိုက်နေတဲ့သတင်းနဲ့ပတ်သက်ပြီးတုံးသက်ထားနောက်ထောင်ကြည့်လောက်เนาะဒီတစ်ပြေးပြေးရလာနေတဲ့ကြောက်ပြူတိုက်စစ်ကြောင့်ဂျေနက်စိတ်ကန်းကတရုတ်နိုင်ငံသားအခြေခံလုံတမားတွေစတင်ထွက်ခွာနေကြပြီလို့ဆိုကြပါတယ်ကဲဒီကိစ္စရဲ့အခြေခံရက်တွေကလည်းညအောင်မှာရုရှားတွေရောက်နေတယ်ကြောက်ပြူမှာတရုတ်စစ်သားတွေဒရုန်းနဲ့ဝင်ကူတိုက်ပေးနေတယ်ဆိုတော့သတင်းတွေလည်းထွက်ပေါ်ခဲ့တာရှိပါသေးတယ်ဆိုပါဖြစ်ရတဲ့အတော်လံပြည်သူတွေကိုဝေဝါးစေနိုင်တဲ့အချင်းအရာတွေ ညတာဖြစ်ပါတယ်။မြေပြင်ကာကွယ်ရေးအင်အားစုတွေကတော့အင်အားဂျိုသားဆိုရင်တော့ပြန်လည်ခုခံတိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။လူမှန်ရင်တော့အခြေခံမှန်ရင်မဆီကိုက်မှာတေးကြပါတယ်။ရခိုင်စစ်ညနေစာမှာလဲတင်လီလာအင်းတို့ပါအားဖြစ်နေပြီဆိုတော့ကြောက်ဖြူရဲ့အဓိကခန်းစစ်စခန်းကြီးဖြစ်တဲ့ကညော်ရီရေးတာစခန်းဌာနချုပ်မျက်ခုံးလှုပ်ရတော့မှာဖြစ်ပါတယ်။ကဲသူရရင်ဈေးဦးပေါက်သွားတာကတော့အမတ်၁၁ချင်းမြန်တပ်မဌာနချုပ်ရဲ့မြစ်ကွာမှုတပွေမနေ့ကမဆီကိုက်သွားတာတေချာသွားပြီဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖားပြကိုတက်လာနေတဲ့စစ်ကြောင်းဟာလုံခင်းကနေဆက်ပြီးတိုးလာနိုင်မှုအပူတပြင်းကျိုးပန်းနေစေဖြစ်ပါတယ်။ကဲဒါပြီးရခိုင်စီးသတင်းတွေကိုတုံ့သက်ပေးသွားမှာဖြစ်ပါနော်။တကယ်ကြားတဲ့အတိုင်းပဲပေါ့နော်။နီးဗျူဟာမိုးတွေတော့မှမက်ဆေ့ကြိုက်တဲ့အနေအထားတွေဖြစ်နေပါပြီနော်ရခိုင်မှာ။ကျွန်တော်နောက်နောက်မှာတော့ကဲကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းကတော့ဒီပေါက်ကရုံးရဲ့ဘီဖြစ်ပါတယ်နော်။အဲ့တော့ပေါက်ကရုံးကအမသူသူ့ CIA တွေကိုအဖတွေကိုပြောရင်အဖတွေကကြားတယ်တဲ့။အာဒီဘက်ကအကြောင်းတွေပြောတယ်ပေါ့နော်။ဒီဘက်ကလူအချက်တွေပြောရင်မကြားတော့ဘူးဆိုပြီးမှနော်။ဟိုပလေးတွေသွားနောက်ကြည်လား။ ော်အနေနဲ့ဖောက်တယ်ချပြတာอืมလူကြီးတွေတီအောင်ဖောက်တယ်ချပြတာเนาะလူကြီးတွေလည်းနားမလေးတဲ့လူကြီးတွေလည်းရှိပါတယ်နားလေးတဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရเนาะလေးကြီးအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှင်နားအချက်ချင်းကြတယ်เนาะသူတို့အကြောင်းနေပြောလိုက်လို့ရှင်သူတို့အတုံးမကြတဲ့အကြောင်းနေမှပြောလိုက်လို့ရှင်เนาะဒါလူကြီးအကုန်လုံးမဆိုလိုပါဘူးเนาะတချို့လူကြီးတွေပေါ့ဗျာเนาะတချို့လူကြီးတချို့ဆိုတော့တဝက်လည်းဖြစ်ခြင်းဖြစ်မှာပေါ့เนาะအဲ့တော့ဦးဇင်းတို့ဒီနေ့ပြောမယ်ဆိုလို့ရှင်ဒီနေ့ တောင်တာဘက်မှာဆိုလို့ရှိရင်တောင်တာမျိုးအထိစိတ်ပေါက်တယ်လို့အကျန်းဖက်တွေနဲ့ဒါဒီတောင်တာမှာပြတာစားတွေရှိတယ်တမ်ဘလိုရာတွေရှိတယ်ပြီးတော့အကုန်လုံးကရဲတွေရှိတယ်အကုန်လုံးကတောင်တာမှာဆိုဒီနေကင်းမှာတိုက်ပွဲပြင်းထန်ဖြစ်တယ်တောင်တာမျိုးနဲ့ပတ်သက်ပြီးလဲဥစဉ်တို့တရင်နေခဏခဏပြောပြောပြရဒါပဲနဲ့ဖိဖိစီစီမလုတ်တော့လူနာအထိလာပြီးရန်ရှာတာပေါ့ဗျာရန်ရှာတာပေါ့နော်ဒါလဲကိုဘကနော်အဲ့တော့တောင်တာမျိုးလဲဖိဖိစီစီလောက်ရမယ်အရာတွေအများကြီးပါပဲဗျာနော် အဲ့တော့ကိုယ့်ဟာကိုဟုတ်လားနော်ဒါကတော့ကိုယ့်ဟာကိုဘလို့ပဲပတ်စံတော့ရှားတာတော့ရှားတာပဲဟုတ်လားပြည်သူဒုက္ခရောက်အောင်မလုပ်နဲ့ပြည်သူနစ်နာအောင်မလုပ်နဲ့ဒါလေးလည်းပြည်သူစစ်တွေအားလုံးတော့ပြောကြင်ပါတယ်ဗျာနော်ကျန်တဲ့ကောလာဟာလာရဲ့တရေနေတင်းနေဆိုအာယုံမဆိုင်နဲ့အာယုံမဆိုင်နဲ့သူ့ဟာကိုဘယ်ဘိုးကျုပ်ပိုင်မယ်ဘဒုပိုင်မယ်ဂယုမဆိုင်နဲ့နော်ဒါလေးလည်းပြည်သူစစ်တွေအားလုံးပြောကြင်နေစစ်စစ်လုံးနဲ့ညွန်ညွန်လုတ်ပါတမိုင်းကစကားပြောသွားပါလိုက်မယ် အောင်တစ်ချိန်မှာတမိုင်းကစကားပြောသွားပါလိုက်ပဲနော်တမိုင်းကလာတော့ဦးစင်းကဒီရက်ထဲမှာဆိုလို့ရှိရင်ဒီတည်င်းလေးတွေပြောတယ်ပေါ့မျိုးနယ်မှာဆိုရင်လဲဒီနေရာမှာတစ်ဆက်ထည့်ပြောခြင်းနဲ့နော် နမကအတိုင်မူကြီးခမားနာကဒီတိုင်မူကြီးစီဝဲတောင်းဆိုခြင်းပါတယ်ဗျာနော်ဦးဇင်းတို့ဒါမြေစုစီရွာတွေမှာစာရင်ကျောင်းဖွင့်ခြင်းနဲ့အဓိကအဖြစ်ဇီးပြားတွေမှာလည်းစာရင်ကျောင်းဖွင့်ခြင်းနဲ့ကိုကိုအစုတွေမှာလည်းစာရင်ကျောင်းဖွင့်ခြင်းနဲ့အဲ့တော့ဇီးပြားရွာကဦးဇင်းကိုပို့စာပညာရေးဝန်ကြီးဌာနနဲ့ဦးဇင်းနဲ့မှတ်ပြီးပို့လဲမတိပါဘူးဗျာဘာတွေလိုအပ်တယ်လဲဆိုလို့ရှိရင် ဇီးပြရွာမှာစာရေးကရိယာစာအုပ်တွေနဲ့ဒီတင်ရိုးထုံးစံစာအုပ်တွေအရန်လိုအပ်နေတယ်ဒီစာအုပ်တွေမပို့လို့ရှိရင်ဇီးပြရွာမှာចောင်းဖွင့်ခြင်းနဲ့ចောင်းဖွင့်တော့လည်းဇီးပြရွာမှာခြာရင်ကြောင်းမှာမိရှုခိုင်းရတဲ့ကြောင့်ကလေးတွေစာတင်ရဖို့အတွက်အခက်အခဲဟိုပေါ့အခက်အခဲတွေ့နေရအဲ့တော့ပညာရေးဝန်ကြီးဌာနကတော့နားလေးနေတယ်ထင်တယ်ဗျနားတူတို့ကရပေါရလမ်းမှာတာတူတို့ကအဆင်ပြေမှာဗျာနော်ဇီးပြရွာရမှာမဟုတ်ဘူးလေအဲ့တော့တူတို့တွေမကွေးတဲ့ပညာရေးဝန်ကြီးဌာနအဲ့လောက်ဒီအာယုံဆိုင်မှာမဟုတ်ဘူးဗျာနော် တော့မကွေးတိုင်းတိုင်မှုကြီးပဲပေါ့ကိုတော့အားကိုးကျင်ပါတယ်ဗျာနော်မကွေးတိုင်းတိုင်မှုကြီးခင်ဗျာဇီးပြားရွာတို့တဲ့နဲ့ပြည်သူစီရွာတွေမှာဒီစားနဲ့ရိတ်ကားရောပေါ့နော်ဒီကဒီဇီးပြားရွာကတောင်းဆိုထားတော့စာအုပ်တွေနဲ့ဒီစာရေးကိရိယာတွေအထူးလိုအပ်လေလိုအပ်တဲ့အကြောင်းကိုဒါဥစဉ်စီကိုတင်ပြထားပါတယ်ဗျာနော်အဲ့တော့မကွေးတိုင်းကဘောနမကတိုင်မှုကြီးတကကြီးနုမင်းထွန်းပေါ့နော်နမကလည်းမြန်ဆုံးဆောင်ရွက်ပြီးဟိုတော့ပေါ့ကိုတော့မေတ္တာရက်ခံကျင်ပါတယ်ဗျာတကကြီးကိုအခုလို့ ဒီဆိုင်ကရိယာရဲ့ဒဂါကြီးနဲ့တော့မဆိုင်ပါဘူးတာပညာရေးဝန်ကြီးဌာနနဲ့ပဲเนาะဒဂါကြီးကိုအားကိုးလို့ပဲကျုပ်တို့ကမေတ္တာရက်ခံကဲကြားရတိုင်းပါเนาะဒီချမ်ပစ်စစ်ကောင်စီကမင်းလိုက်ဖွဲ့တယ်အခုဆိုရင်ဘယ်လောက်တော့ဘောเนาะဒီပတ်စတယ်ပုံမှာ view site လဲဆိုရင်လောကဘောเนาะလက်ကိုမကြည့်တော့တဲ့အနေအထားဖြစ်ပါတယ်เนาะအဲ့တော့ပောက်ဂရုံးတို့ကိုယ်တိုင်ကဟိုကလိုက်ပြီးတော့သတောင်းစားလို့တောင်းနေတာတွေ့ရတိုင်းပဲเนาะကဲကျွန်တော်ဆုံးမှာကြည့်ရမှာတော့စကန်ဒိတ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့တုံးသက်လာတဲ့ကိုစီရဲ့ပြဒါတော့ကြည့်လာတော့ မတည်ငါစကမ်းမကြဆိုတဲ့စာတန်းလေးမှာရိုက်ထားတာကဒီစကမ်းရဲဘော်မဟုတ်ပါဘူးဒီစကမ်းကိုလာတိုက်တဲ့ရဲဘော်ကရိုက်ထားတဲ့ပုံဖြစ်ပါတယ်နော်ငါမတည်ငါစကမ်းမကြဆိုတဲ့ဆိုင်းဘော်ကစစ်ကောင်စီရဲ့စကမ်းတိုင်းမှာရှိပြီမဲ့လက်ရှိဒီနေ့ကရင်ပြည်နယ်အဲ့ဒီမှာနေဆက်မှာရှိတဲ့ရွှေအေးမြိုင်စစ်ကောင်စီစခန်းကိုဝင်ရောက်တိုက်တဲ့အချိန်မှာအဲ့ဒီငါမသိငါစခန်းမကြဆိုတဲ့စိုင်းဘုတ်က ထောင်ထားတဲ့စခန်းကကောင်လေးကအယောက်90တော့ထိုင်းတွေကိုအကုန်လုံးထွက်ပြေးသွားပါတယ်အဲ့တော့ရွှေအင်းမြိုင်စခန်းကိုစစ်ဒီ KNN နေဦးဆောင်တဲ့ပူအောင်မဟာမိတ်တပ်တွေကတိမ့်ပိုက်ရရှိပါတယ်။နော်။မနေ့ကလက်ရှိ DGB စုံစည်းမြိုင်ကိုအင်အားပို့လာတဲ့စစ်ကောင်စီ80ပါတဲ့စစ်ကြောင်းကို KNN ဦးဆောင်တဲ့ပူအောင်မဟာမိတ်ဖွဲ့တွေကနော်ခွေးပြစ်လို့နွားလို့ထွက်ပြေးအောင်အကုန်ပစ်ပြီးတော့ဖမ်းလိုက်ပြီးတဲ့အချိန်မှာညာတွင်ချင်းကနဲလေးစခန်းကိုတိမ့်ပိုက်ခဲ့တယ်။တိမ့်ပိုက်ပြီးတဲ့အချိန်မှာ ီမနက်မှတစ်ခါထပ်ပြီးတော့ရွှေအင်းနိုင်စခန်းကိုထပ်တိမ့်လိုက်တာအဲ့တော့စခန်းนี่တစ်ခုပြီးတစ်ခုတိမ့်ပိုက်နေရတဲ့အချိန်မှာအဲ့ဒီစခန်းတိုင်းမှာတွေ့ရတဲ့ထူးခြားတဲ့အရာကတော့ငါမတေငါစခန်းမကျဆိုတဲ့စိုင်းပုတ်လေးတွေပဲဖြစ်တယ်ဒါပေမဲ့လို့အဲ့ဒီစခန်းမှာရှိတဲ့ကောင်တွေကလာတိုက်ပြီးတနက်တစ်ဆင့်ဆက်ဖောက်တယ်ပြေးတဲ့ကောင်တွေเนาะအဲ့တော့ထောင်ထားတဲ့စိုင်းပုတ်နဲ့စာထားနေတော့တော်တော်လိုက်တယ်နော်အောက်မှာရှိတဲ့ကောင်တွေကလည်းအဲ့လိုလိုက်ဖက်တယ်လို့အပေါ်ကလောနေတဲ့ကောင်တွေရတယ်ကျော်စိုးပြောတာမနေ့ကတတိယကြီးညာလာတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ တတ်မတော်ရဲ့အဲစစ်စခန်းတွေကိုတိုက်ခိုက်ခံထိနေရတယ်မင်းမတိလို့ရှိရင်တို့ကတကယ်ဆရာကြီးပေါ့တကယ်កောင်းကြီးနေပေါ့နော်ငါ့ပတ်စီပတ်စီလာတိုက်ခိုက်တဲ့ပုံစံမျိုးနော်တိုက်ခိုက်ခံထိရတာတိမ့်ပိုက်ခံထိနေတာမတူဘူးစကလုံးကြီးတိုက်ခိုက်ခံထိတဲ့ဆိုတဲ့စကလုံးနဲ့တိမ့်ပိုက်ခံတွားရတယ်ဆိုတဲ့စကလုံးဟောဟာရခြင်းတူလားမတူဘူးလားကျော်ဆိုးလို့កောင်းမျိုးကမတိတာမဟုတ်တိတယ်နော်ဒါပေမဲ့တို့ဘက်ကသတင်းတင်တဲ့ဟာကိုမြင်အောင်ကျွန်တော်ပြောပြတာအဲ့တော့အခုဒီနေ့ရွှေအင်းနိုင် စစ်ကောင်စီစကန်းကိုတိုက်ခိုက်တဲ့တဲ့င်းလေးကိုကျွန်တော်ဖတ်ပြပါမယ်နော်။ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ကြီးစစ်ကောင်စီတပ်ရွှေမြိုင်ဖျားကုန်းစစ်စခန်းကို KNL ပူးပေါင်းတပ်များကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စစ်ရေးတရင်းမြစ်ကရုံခဲတဲ့ဒေသခံကပြောဆိုတယ်။မေလ28ရက်နေ့ညပိုင်းနဲ့စစ်ကောင်စီတပ်ကနယ်လေးစခန်းကိုတိမ်းပိုက်ပြီးတဲ့နောက်ဒီနေ့မေလ29ရက်နေ့နံနက်ပိုင်းတွင်ရွှေအင်းမြင့်ဖျားကုန်းစခန်းကိုပါ KNL ပူးပေါင်းတပ်များကထပ်မံ သိမ့်ပိုက်လိုက်ကြောင်တိရတယ်ဒီမင်းရွှေင်းနဲ့ဖျားကုန်းစကန်းကိုကနဲလေးကနေပြန်ဆင်းလာတဲ့အဖွဲရဲ့အောက်ကတက်ကူတဲ့စုံစည်းမြိုင်ကအဖွဲပေါင်းပြီးတက်ကြိတ်လိုက်တာရတော့ပြီအဲ့ဒီကဲကျွန်တော်တုံ့တက်တာလေးနားတော့ကြည်လာနော်ဟုတ်ဒီအထိစကန်းအောက်ရှိရဲဘော်တွေဆိုတာစကန်းကိုဝင်တိုက်တယ်နော်ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုင်းနယ်နဲ့ဆက်ကန်တွေဝင်တိုက်တယ်သူတို့ကိုပြည်သူတွေမထောက်ခံတော့ဘူးဒီတော်လှန်ရေးဘက်အချက်မှပြည်သူအပြည့်အဝရှိတယ်အဲ့ဒါသူတို့ရှုံးတယ်အရှုံးကိုလက်ခံလိုက်ပြီကျွန်တော်ပြောတာက ရှုံးရင်ရှုံးတယ်ပေါ့ဟုတ်တယ်လူတော်ငါတို့ရှုံးတယ်ကွာမင်းတို့ပြည်သူအာခံပြီးတဲ့ငါတို့ရှုံးတယ်ငါတို့ကြိုက်တဲ့အဖြစ်ပေးကြောက်ကြပီတာဆန်းမှာဘာလဲမိလို့ရှိရင်ငိုရဲ့ရီဟဲအမှန်ဒူးထောက်ပြီးတော့ခေါင်းငုပ်ပြီးတော့အာအာဖြစ်နေတာမင်းတို့စောက်ွက်တွေကြီးလို့မကောင်းကြီးလို့မကောင်းပြီးစောက်ပွားဝါလို့ရနေတယ်မင်းတို့စောက်ပွားဝါတယ်ဟိုနေ့ကဖားကန်လုံခင်းမှာအဲစစ်ကြောင်းအင်းချောက်ပါကြော်ပါလဲစစ်ကြောင်းကဖားကန်လုံခင်းရောက်တော့ရာကြော်ပဲကြံတော့ဒါမျိုးဒုံကြီးနဲ့ရောက်လာတာနဲ့တွေ့တဲ့ပြည်သူလိုက်ဖက်အကုန်အောင်ဂျောင်းတက်ပေါက်ကက်ရှောက်လို့ရှောက်လို့အဲမင်းတို့တွေတနာဖို့ကောင်းတဲ့ထဲမှာမပါဘူး နော်မင်းတို့တွေကလူရုပ်မာတယ်ဒါကြောင့်မလို့စစ်တပ်ကိုအားပေးတဲ့ကောင်တွေဘလို့စိတ်မျိုးဘလို့နှလုံးမျိုးနဲ့အားပေးကြတယ်မတည်ဘူးဘလို့အသွေးခွန်မျိုးနဲ့နော်မင်းတို့စစ်တပ်ဖြစ်နေတဲ့ပုံကြည့်ကြမြင်အောင်ရှက်စရာကြီးဟမ်တို့အဖွဲ့စည်းမျိုးမင်းတို့အားပေးတယ်ပေါ့ဟမ်လက်ရသေးလိုက်ဖို့ကောင်းတော့လေလူလူဘဝမှာလူပြစ်ရှုံးတယ်ဒါကြောင့်မလို့အရှုံးကိုလက်ခံကြပါလားလူဆိုတာတိုက်ပွဲတစ်ခုကိုတိုက်တယ်ဆိုတာရွေးကောက်ပွဲဆိုတာတိုက်ပွဲပဲတာနော်လက်ရှိစကမ်းသိမ်းနေတဲ့တိုက်ပွဲပဲအဲ့တော့ ရွေးကောက်ပွဲတိုက်ပွဲကိုဝင်တဲ့ကြံဖို့အပါဝင်ဒီအဲ့အဲ့သူတို့ဗါလေ23ပါတီဆိုတော့ဗါအတူတူပဲဘာကောင်းနေမှတော့မသိဘူးဘာပါတီချပါတီတွေဟမ်မိတို့ပြောချင်တာကခမားတို့လည်းရွေးကောက်ပွဲဝင်တယ်ဆိုတာတိုက်ပွဲတိုက်တာပဲခမားတို့ရှုံးခဲ့တယ်ခမားတို့ကိုယ်တိုင်တိတယ်အေးအေးရှုံးကိုယောက်ျားပိတဆိုဝင်ခံကြနော်လက်ရှိစစ်ကောင်စီတပ်စခန်းမှာရှိတဲ့စစ်သားတွေလည်းမိတို့ကိုဝင်တိုက်ရင်မိတို့ရှုံးတာမိတို့တိတယ်မလားအေးအရှုံးကိုဝင်ခံကြ အရှုံးကိုဝင်မခံနိုင်မရှင်ပြန်ရနဲ့မှန်ပဲရှင်းရှင်းလေးနော်ကိုကအရှုံးကိုလက်မခံနိုင်ဘူးဆိုရင်အစတည်းကမရှင်ပြန်နဲ့တိုက်ပွဲတစ်ခုဆိုတော့အနိုင်ရဲ့အရှုံးဝင်နှစ်ခုပဲရှိမှာပြင်ကွာမင်းတို့ကထိုင်းထဲဝင်ပြေးဟိုထဲဝင်ပြေးစောက်ချက်လည်းမရှိဘူးသူများနိုင်ငံရောက်သွားလို့ထိုင်းထဲရောက်ကခန့်ခန့်ညာညာရှိနေငါမပြောပါဘူးငါလေဟုတ်တယ်မင်းတို့မြန်မာပြည်ကစစ်သားဒါလားကွာတဟန်ဖမနေနော်တေရောလီထိုင်းနေပြောလို့ဟမ်စောက်ပြတ်တက်နေအောင်မှကျုံစောက်တဲ့တေးရှိသူသိလို့ဟမ်ရုပ်ကလပ်တွေကြီးလိုက်လို့ရှိရင် လူပြုတ်တကောင်းမပေါ့ဘူးဒါနဲ့တိုက်ပြီးကိုစားပြုတဲ့စစ်သားဟမ်အဲ့ဒါဖြစ်လို့မပြင်းနဲ့တိကျမင်းတို့မပြင်းပဲနဲ့အလင်းဝင်တို့မင်းတို့ဘာမှမလုပ်ဘူးမင်းတို့ဖင်နဲ့မချအောင်စိတ်ချအဲ့တော့ဖင်ဆိုင်ကပြင်းတော့မကြောက်နဲ့တိကျမင်းတို့အေးအေးဆေးနေလိုက်အလက်ခံလိုက်ဟာလာတိုက်တယ်မလားမနိုင်ဘူးလားမနိုင်အလိုင်းပြီးထောင်လိုက်အာကျွန်တော်တို့ရှုံးပေးပါတယ်ဟုတ်တယ်မလားကျွန်တော်တို့တိုက်သလိုပြစ်ပေးပါကျွန်တော်တို့ရှုံးပေးတယ်ဒါပြီးပြီဘာလို့ဘုတ်ဒုညနိုင်ငံနဲ့ဝင်ပြေးလို့စောက်ချက်တွေသုံးနေကောင် ကဲဒါကတော့ကိုစီသုံးထားပြီးလိုဖိုင်းဖြစ်ပါရဲ့နော်အဲ့တော့ Chamber 6កောင်စီတွေကတော့เนาะအဲ့လိုပဲစစ်ရှုံးပြီးဆိုထွက်ပြေးနေတာထုံးစံဖြစ်နေပြီเนาะအခုဆိုရင်တော့အယောက်90လောက်ထွက်ပြေးတယ်ဆိုတော့တော်တော်လေးကိုများတယ်ပေါ့เนาะဒါအပြင်ပြေးတဲ့ပုံတွေပုံတွေလည်းတွက်ကြည့်လိုက်ပေါ့เนาะအမတင်ထားတာတကယ်ပေါ့နော်ဆုတ်ဆုတ်ချက်ချာနေပေါ့နော်တကယ်သံတောင်းစားတွေလိုမျိုးပေါ့နော်ဝယ်စားထားတာအဲ့ဒါကြီးကိုမြမတက်မတော်ပါလို့ပြောရတယ်ဟိုပြောရမယ်ဆိုရင်ရှက်စရာလည်းကောင်းပါတယ်နော်အဲ့တော့ဘာပဲပြောပြောအခုချိန်မှာဆိုရင်တော့ဒီကရင်နယ်ဘက်မှာတော့လုံးဝတော့ခေါင်းမုံထောင်မထောင်နိုင်တော့နော် ဲ့တော့သူတို့ဘလောက်ပဲဒီစစ်ကူပို့လဲမရတော့ဘူးเนาะအခုသူတို့ဟိုဘက်မှာ ဒီစီအေးသဘောနဲ့ပြောမယ်ဆိုရင်တို့ဒီမြောက်ပိုင်းနေအနောက်ပိုင်းနေအိုင်ယွန်ဆိုက်တဲ့အချိန်မှာအခုစီတောင်ပိုင်းကထပြီးကျုံလိုက်တာဗောနောအခုဆိုတဖွဲ့ပြီးထွဲ့ပြုတ်နေတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့တောင်ပိုင်းတိုင်းကိုဘုံကဘာလို့နေကြရလဲလို့မေးတဲ့အဖွဲ့တွေကအခုချိန်မှာဆိုရင်နော်ပါဇက်ပိတ်သွားပြီးတော့တောင်ပိုင်းတိုင်းကအလုံးတွေပဲတက်တည်ပြတ်သွားတယ်ဆိုကျွန်တော်တို့တွေ့ရတယ်နော်အဲ့တော့ဘာပဲပြောကျွန်တော်တို့တခုခုဆိုရင်တော့ဝေဖန်မစောဖို့ကိုဗောနောလုံးဝဗောနောဒီမှာအလုံးတွေတက်တည်ပြတ်သွားတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီညအတွက်သတင်းတင်ဆက်မှုပြီးတော့ဒီလောက်ပဲဖြစ်ပါတယ်နော်အဆအဆုံးကြည့်ပေးကြတယ်မိဘပြည်သူရောက်စံအတူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံ ီးတော့အကြံဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးလီရင်ပေးဘေးရန်တွေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ